အစီတန်းကတော့ဒီကျွန်တော်အမြန်လဲမှာဖြတ်သွားတဲ့အစီတန်းလေးအယုစာကားမောက်တော့တော့တကယ်ကြီးတယောက်ကတော့ချက်ချင်းပွဲချင်းပြီးဆုံးသွားတယ်အဲ့ဖက်တစည်းလုံးကဗျာဟွန်ဒါဖက်တစည်းစာလေးကြံ့ရဖြစ်ဖြစ်ချင်းမှာအဲကျော်တော့ဒီမက်ချလာစီယုံမှာကျတော့တို့ကခေါင်းမှာကျွန်တော်တို့ဒီခေါင်းအနောက်ကဒီမာလာကွင်းနဲ့အကုန်ပျော့သွားပျော့တော့ကျွန်တော်မှောက်ရကြည့်ထားအခုဒီဒီတေဆိုတန်ရာကြီးကြံ့နေရလေဒါလေးတစ်ခုလို့စိတ်ငြိမ်ပေါ်မှာနေနေရတဲ့အချိန်မှာအဓိကစိတ်တက်ကြတာပေါ့ကျွန်တော်ကဒီလိုအရင်လှုပ်ချင်တာလေး အက်ဆီဒန့်ကတော့ဒီကျွန်တော်အမြန်လမ်းမှာဖြတ်သွားတဲ့အက်ဆီဒန့်လေအယောက်စာကားမောက်တော့ကျွန်တော်တကယ်ကြီးတော့ကတော့ချက်စင်ပွဲချင်းပြီးဆုံးသွားတယ်ကျွန်တော်ကကျတော့လေဒီဆေးရုံကလေးပုံမှာအကြာကြီးပဲဘာမှမလုပ်နိုင်ဘူးခြေလက်တွေကျိုးပြီးတော့ဟိုခုနလားလောက်ကသူများကြီးတွေ့ပြီးရှောက်ရတယ်ကိုယ့်အကူတော်မှလက်မရှောက်နိုင်ဘူးအလိုအန်ဒီမှာမလုံးမလုံးတော့ဘူးပေါ့နော်ဒီလှုပ်လေလှုပ်ဖို့ဆိုလည်းမဖြစ်နိုင်တော့ဘူးပေါ့ဒီကားမောက်ပြီးတဲ့အချိန်မှာအကုန်လုံးပုံပြပန်ပြတဲ့ဖြတ်သွားတယ်လူကလည်းပေါင်185ပေါင်လောက်ဩဝါကြီး အဲ့လိုကြီးနဲ့အားစီးနေတဲ့တက်ရှင်ရတာဟိုအဲ့လိုဆိုဘာမှမစားနိုင်ဘူးလေခေါင်းလေးအကုန်လုံးနာချင်းအဲ့လိုမျိုးကြီးနဲ့ဖြစ်တဲ့အချိန်မှာအားနဲ့လုတော့ဘူးလို့ဆိုမှနေပြီမဲ့လေသမဲလို့ပိုးရှိပြီးသားလူကဘလို့မှဖြောက်လို့မရဘူးကျွန်တော်ဖြစ်သွားတဲ့အချိန်မှာဒီအမြန်လန်းကရဲတွေဒီနိုင်ကူညီမှုအတိတ်ကဲတဲ့ကားတွေဒီလူနာတည်နေအကုန်လုံးကကျွန်တော်ကားတွေကမထုတ်တော့ဘူးဘာလို့လဲကျွန်တော်တီးပြီဆိုပြီးမှအလောင်းတောင်ပုံပြက်မှာဆိုလို့ဆိုမှကားထဲမှာထားခဲ့တာ ဲ့လိုကနေမှလမ်းမြန်လမ်းမပေါ်မှာကားကြီးကပိတ်နေတော့ခါကျတော့ဒီကားကိုကရင်းငင်နဲ့ဆွဲပြီးဘီကိုဆွဲချမယ့်အချိန်ကြမှာတန်ကျိုးကြီးကိုကားလာချိတဲ့အချိန်မှာဟာကြီးတန်ကြရတယ်ဆိုပြီးအာဒီမှာတက်ရှင်လေးရဆိုမှတန်ဒီအကုန်လုံးကိုတကားကြီးကိုအဲ့ဖက်တစည်းလုံးကဗျာဟွန်ဒါဖက်တစည်းစာလေးကြံနေရဟုတ်တယ်ဟုတ်တယ်ကဲကန်ကောင်းတော့ဘုံတော့အဲ့နဲ့ချက်ချင်းပဲတကားကြီးအကုန်ဖြတ်ဆွဲထုတ်ပြီးခါကြမှာကျွန်တော်တို့အရေကားနဲ့ပဲအမမိတ်ချီလာစီးအောင်ရောက်ဖို့ အဲ့မျိုးနေစရုပ်ဆို operation gang နဲ့တခုလည်းရှိရဲအဲ့ဒီဟာတဲမှာကိုကမနေကျွန်တော်ရှင်မှုအသက်ရှင်မှုအတွက်ပေါ့နော်ရုံးကန်ပြီးတော့ဒီအများကြီးလှုပ်ပေးခဲ့တာအကုန်လုံးပေါ့နော်ဆရာဝန်တွေလည်းကျေးဇူးတင်တယ်အကုန်လုံးပေါ့နော်အများကြီးပဲတော့မရှိဘူးကျွန်တော်ကအခုဒီဟိုအစိုးရရဲ့အကောင့်ကဘာတခုရှိလဲဆိုတော့ကျွန်တော်ကအဲ့ဒီမတိုင်ရင်အဲ့ဒီအမြန်လန်းဒီမန္တလေးကိုမသွားခင်ရက်ပေါ့နော်အဲဥပမာညဆယ်နာရီလောက်မှာကျွန်တော်ထွက်သွားရတယ်ဆိုရင်အဲ့ဒီဆယ်နာရီမတိုင်ရင်ငယ်ဘွားတိကိုကျွန်တော်မှတ်မိတယ် အဲ့ပြီးတော့ကျွန်တော်ခုနကပြောကာမောက်တဲ့အပိုင်းအဲ့ပြီးစီးရုံပေါ်မှာကျွန်တော်သတိရပြန်ရလာတယ်အဲ့သတိပြန်ရလာတဲ့အပိုင်းကနေအခုချိန်ကြီးကျွန်တော်ကမှတ်မိတယ်အဲ့အဲ့ဆို24နာရီလောက်ဖြစ်မယ်တန်းလားနာရီ30လောက်လောက်ဖြစ်မလားမသိဘူးအဲ့ဂျာတဲ့အပိုင်းကိုကျွန်တော်လုံးဝမေ့လုံးဝပျောက်တယ်အဲ့ကားပေါ်မှာပါတဲ့လူတွေပါတယ်ဗျာအရင်ကမန်နေဂျာလုပ်ပြီးတဲ့ကိုတွေပါတယ်တကယ်ကြီးနေပါတယ်သူတို့တွေဆိုအခုလေအမြန်လမ်းကိုသွားဖို့နေနေတာရန်ကုန်ထဲမှာကားမစီးရတော့ကားမမို့နေတာသူတို့ကအဲ့ရာကြီး trauma ဖြစ်သွားတာကျွန်တော်အဲ့ရာအပိုင်းကိုလုံးဝမေ့တယ် အဲ့တော့အစိုးရကအကောင်းလို့ပြောရမလားပဲပြင်မှာကျွန်တော်လုံးဝအခုဘလောက်တွေးတွေးလဲမရဘူးအကောင်းတော့မပေါ်ဘူးနည်းနည်းပြရမှာပေါ့ကျွန်တော်2019မန္တလေးကိုမန္တလေးမမရရအောင်တမားကြီးကျွန်တော်တွားရိုက်တာတွားရိုက်တဲ့အချိန်မှာချက်သွားအဲ့ဒီမှာအသွားမှာမမရရအဲ့ဒီဘက်မှာကျွန်တော်ကျွန်တော်ဗီဒီယိုကားရိုက်နေတာရိုက်နေတဲ့အချိန်မှာကျွန်တော်တို့အခုဒီတရကားဆရာတော့ဖုံဖုံကနေဖုံဖုံရဲ့ညီကိုမိဟိန္ဒီယာကိုဖုံးဆက်မျက်နှာကိုအခုကြောင်းလာခိုင်းလိုက်ဆိုတော့ အာနာဖုံးဆက်လာအเจ้าကိုအခုလာခဲ့ရမှာကျွန်တော်အခုကားရိုက်နေတာဆိုမဖုံးဖုံးခေါ်နေရတဲ့အာနာအเจ้าကိုရောက်သွားရောက်သွားတော့ဒီကောင်ကိုတဲ့အခုခလုံးသုံးလိုက်တော့တဲ့သင်္ကန်းစီးလိုက်တဲ့အာနာရုံးတာရောမတုံးချင်ဘူးကားရိုက်နေတာရောပြီးရင်လည်းအလုပ်တွေသွားဖို့ရှိရတာဆိုအမမရဘူးခလုံးနဲ့ဆွတ်ဆွတ်တုံးတာအာနာ ਨੇ ဖုံးကြီးဝက်လိုက်ရရောခဏရဲ့ဝက်ရမယ်ငါးရဲ့ပဲဝက်မယ်ဖုံးကြီးအကန့်နေပြောပြီးတော့ဖုံးဖုံးကလေငါအကြောင်းထဲမှာထားလိုက်တဲ့သူကပတိတွေစိုက်တယ်သူပတိစိုက်တဲ့အချိန်မှာတော့ကျွန်တော်ဖုန်းနဲ့လေတချင်းနေဖွင့်လာ ကလန်ကန်တွေလောက်တာပေါ့နော်အဲမဲ့ तू ကအဲ तू ကဖုန်းကြီးဝထိုင်ပြီးရောဆိုမှ तू အလူမီနီနေရဒါပေမဲ့၃ရက်လောက်နေပြီးတဲ့အချိန်မှာတော့ကဲဘာပဲဖြစ်ဖြစ်ငါဝက်လက်ဝက်ပြီးနေပြီပဲပေါ့နော်ချူးတော့ဘူးဆိုရင်မှအဲ့အချိန်မှာ stylist တွေ manager တွေအကုန်လုံးတော့ကျွန်တော်စမန်တီစီစဉ်ပေးထားထွက်တာနဲ့ကျွန်တော်သွားရိုက်မယ်ပေါ့နော်အဲ့မှာအဲ့ဒီပိုင်း၄ရက်လောက်ကတော့ဖျားတရားတရားလုပ်လိုက်ပါတယ်လုပ်ပြီးတော့ဖုန်းကြီး၅ရက်မြောက်နေ့ကျတော့မရတော့ဘူးဖုန်းဖုန်းကျွန်တော်ထွက်မရတော့မယ်ဆိုကဲအဲ့ဆိုထွက်မခီးမသွားနေတဲ့ဖုန်းကြီးဟိုကိုကလည်းဟိုမှာအလုပ်ရှိရဗျာပြီးတော့အဲ့ ဲ့ကျွန်တော်အနေထားနဲ့ခုနကပြောလို့ဒီလိုရွှေဆိုင်ကြီးကြီးရဲ့ကျွန်တော်သွားရရမယ့်အရာကျွန်တော်ရိုက်မှာပေါ့လွှတ်ချင်တာပေါ့နော်အဲ့လိုဆိုတော့အခွင့်အရေးကိုလွတ်လပ်မခံကျွန်တော်သွားမယ်ပေါ့သွားမဟုတ်ဘူးအမှမဟုတ်ဘူးအဲဒါတော့မှလေဘုံကြီးဝက်လိုက်လို့မသိသွားတာဟုတ်တယ်အဲ့လိုမျိုးခေါင်းမှာကျွန်တော်တို့ဒီခေါင်းနောက်ကဒီမာလာကွင်းနဲ့အကုန်ပျော့သွားပျော့တော့ကျွန်တော်မှောက်ရကြည့်ထား အဲ့လိုမျိုးနဲ့ operation ကထွက်ခဲ့ပြီးတဲ့အချိန်မှာဆိုတော့ခြေရည်လက်တွေပါညာရောကျွန်တော်ဘာမှမဆက်နိုင်ဘူးဥကောင်းအရေးကြီးတော့ဥကောင်းကိုပဲအရင်လောက်ထားပြီးတဲ့အချိန်မှာကျွန်တော်ကြခုနကပြောတေမှုတေကင်းပါတဲ့အချိန်မှာအစိုးရစီးရင်ကလည်းဘယ်မှရွှေ့ခွင့်မရှိဘူးဒါပေမဲ့မင်းကြီးလာစီးရင်မှာကျော်လေနေစင်းုံဖြစ်တဲ့အတွက်အဲ့ဒီကာလမှာမပြည့်စုံဘူးအဲ့လိုနဲ့ဆိုတော့မန္တလေးကိုအဖြစ်ဖြစ်အောင်ကျွန်တော်တို့လွှဲရပြောင်းရတာပေါ့နော်ပြောင်းပြီးတဲ့အချိန်ကျမှအဲ့ဒီပြောင်းတဲ့ကားပေါ်ကိုသွားဖို့စီးရင်ကလည်းမှာဆင်းလိုက်ခါကျမှလူကဘုံးသပြက်လဲသွား အဲ့ကြမှာဟာလမ်းမလျှောက်နိုင်အောင်ပေါ့နော်ဘယ်လိုဖက်သားလဲဆိုတော့အဲ့ကြမှာဆက်ခါကြမှာဒူကြီးလုံးဝဒီဂုံညိုးညိုးကြီးခြေပါတာကိုသိရအာနေမထီလမန်တလေးကိုချက်ချင်းပို့မန်တလေးမှာပဲအဲ့ဒီ operation တွေလုပ်လုပ်ပြီးတော့အချိန်မှာအဲ့ကြမှာ operation ကထွက်ခဲ့ပြီးအချိန်မှာအဲ့လိုမျိုးအတူတော့အစအားစီအစမစနိုင်တော့ဒါကြီးကျွန်တော်ဘာမှမဝါနိုင်ဘူးလူကြီးကပုံပုံကမျိုးလုံးတွေတွေးနေရောက်အဲ့လိုမျိုးနဲ့အာနေအဲ့လိုဖြစ်တဲ့အချိန်မှာဆိုသူစားစားနိုင်မှုတဲ့သူအကျော်စီးတွေပါတွေ့မှရမှာလက်ကိုချက်ခါကြမှာဒီလက်ကိုချက်ခါကြမှာအရန်နာ ျွန်တော်နာနေရနာနေအဲ့ကြမှာဒန်နေရတိပြီးမှထထထထပေါ်တာပေါ့အဲ့ကြမှာဒီလေကြီးရလေချိုးနေရဘယ်လိုမျိုးလဲဟုတ်ဒီအခုဒီဒီတေဆိုဒန်ရရေးကြံနေရလေဒါရီတစ်ခုလို့ဒူးမှဆိုရင်လည်းတကယ်လို့ ဂုံညင်းရိုးဗျာဒီအဟိုဒိုးအဝိုင်းအဲ့ဒီဟာသူတို့ဟိုပေါ့နော်အတူတော့ထည့်လို့ရတာပေါ့အတူထည့်မယ်ဆိုရင်လူကထုံးနေထုံးနေနေပဲလမ်းရှောင်းအောင်မယ်ပြီးတော့သူအရန်ကွေးလို့မရဘူးအခုကကျွန်တော်အဲ့လိုမဟုတ်ပဲနဲ့အဲ့ကြည်ွားတဲ့ဟာကိုပဲသူတို့ကပြန်ထုတ်ပြီးတော့ပြန်ထည့်ထားတာအဲ့လိုဆိုပုံမှန်လူလိုတော့ရှောက်သွားနေလို့ရတယ်ပြီးတော့လေ့ကျင့်ခန်းအများကြီးလုပ်ထားရလဲပါတာပေါ့နောက်ကျတဲ့မှာလေ့ကျင့်ခန်းနဲ့တကုံးလုပ်ထားတာပုံမှန်လူလိုကောင်းကျွန်တော်အနာခံပြီးတော့ကိုမြည်ကြခံပြီးတော့လေ့ကျင့်ခန်းနဲ့လုပ်တယ်စွန့်ကေပေါ်မှာနေနေရတဲ့အချိန်မှာအဓိကစိတ်တက်ကြတာပေါ့ကျွန်တော်ဒီလိုအရင်လှုပ်ရှင်တာလေဒီလိုအရင်လှုပ်ရှင်တဲ့ကောင်ပြီးတော့ အဲဒီစပြီးတော့လေလုတ်ခွင်းရနေတဲ့အချိန်မှာ3ဖြတ်သွားတဲ့အချိန်မှာဒီလုတ်ခွင်းရဖို့တော့မှကျွန်တော်မနေကြိုးစားခဲ့ရတာကျွန်တော်ဆိုတာဒီဟိုးပဲဒီချင်းတော်ချီရလာတဲ့လူတွေလည်းဖြတ်တော့စကားကြီးမပြီးတာတွေကိုလည်းကြိုးစားခဲ့ရတယ်အများကြီးပြင်ဆင်ခဲ့တဲ့လူကလုတ်ခွင်းရနေပြီဆိုတဲ့အချိန်မှာဒါကြီးဖြတ်သွားတယ်အဲ့ဆိုသွားပြီပေါ့ဘဝအဲ့လိုမျိုးနဲ့ဆိုပြီးတော့ပုံမှန်လူလုံကပြန်ဖြတ်ပါအောင်မလားဆိုတဲ့အပိုင်းနေရာလည်းရှိတယ်အဲ့လိုတွေနဲ့ဖြတ်တိုင်းခဲ့ရတာဆိုတော့ဖြစ်ကြည့်ရအောင်လေအခုစတယ်ပြန်စတယ်ဟုတ်တယ် ။အကြီးကတော့မိဘတွေပေးတဲ့ခွင့်အားပါပဲ။ဘင်းနဲ့မေကတားလို့ရှင်တယ်ဆိုပြန်လို့ရတယ်။အမေတို့လှုပ်ပေးနိုင်တာမနဲ့မြလှုပ်ပေးမယ်။တို့တော့အမြဲတမ်းနောက်ွယ်မှာရှိပြီးတယ်။ပြီးတော့ဒီအရင်ဆုံးကခင်ခဲ့တဲ့ဒီနုပညာတွေကညီကောင်မောင်နှမတွေအကိုတွေဒီ production တွေအကုန်လုံးလည်းပြန်ပြီးတော့ ဝက်ကန်ပြန်လုပ်ပေးကြရတယ်ပေါ့နော်အကုန်လုံးကတွေ့ပြီဆိုတာဟာနေကပြန်ကောင်းသွားပြီလားပြန်လုပ်ပြီလားအဲအခုနောက်ပိုင်းဒီ2024မှာဟိုလေရုပ်ရှင်တွေရိုက်တဲ့အချိန်မှာဒီရုပ်ရှင်မြိုက်ခင်မှာကျွန်တော်မော်ပြန်မဲတင်လိုက်တာဟိုအဲ့ဒီတင်မဲမှာစပြန်ပြီးတော့သူတို့ပြန်တွေ့ရတဲ့အချိန်မှာဟာအိန္ဒိယအယံဝမ်းတာတယ်မင်းပြန်လုပ်အဲ့လိုမျိုးတွေပေါ့နော်ဟိုဟုတ်မျိုးဘူပီတူးဆိုရင်လေဒါမင်းကဖြစ်ကိုဖြစ်ရမှာမင်းလုပ်ရမယ်သူအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီစကားလုံးတွေကတကယ်ခွင့်ရပါပဲအဲ့ဒါရင်းနေပဲရှင်းဆက်နေရပါဘူး